နယ်သာလန်မြေသွားပြီးဂုံမိုးရွာခဲ့တဲ့အာဆင်နယ်တို့ကတော့ဒုတိယအကြော့မကန်ရသေးခင်တောင်မှ quarter final ကိုလှမ်းမြင်နေရပါပြီအဲ့တော့အာဆင်နယ်တို့ကတကူ9ဂိုးဆို ရလက်နဲ့နယ်သားလမ်းမြေမှာဂိုးပြတ်နိုင်လာတာ6ဂိုးအထိကွာချက်ရှိတယ်9ဂိုးသွင်းတယ် ပေးကူကလည်းပနတီကနေပဲပေးလိုက်ရတာအဲ့တော့အာဆင်နယ်ကနေရီကန်တွေကနေပြီးတော့ပြန်နှိုးထလာတဲ့အတိုင်းပဲချန်ပီယံလိဆိုတခုမဟုတ်တခုတော့လုံးပြလိရှိတယ်ဒီမတိုင်ခင်ကျွန်တော်ပရီဗျူးမှာပြောခဲ့တာပေါ့လေဒီပွဲစဉ်ကိုတေလောက်ရပြီပြန်လာခဲ့ရင်တော့မှအာဆင်နယ်အတွက်အောင်မြင်တယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်။ဘာကြောင့်လဲဆိုတော့လက်ရှိအာဆင်နယ်တင်းရဲ့တိုက်စစ်အခင်းအကျင်းဒီလူစင်းပဲရှိပြီးတော့ဒဏ်ရာကစားသမားတွေများနေလို့ဒါပေမဲ့တကယ်တကယ်ကန်ကြတဲ့အခါမှာလီးစားဖို့ကောင်းတာလေ PSV အသင်းကဖွင့်တိုက်တယ် အာဆင်နီကလည်းရတဲ့ chance တွေကို goal ဖြစ်ပြောင်းလဲနိုင်တယ်။ပထမတော့နည်းနည်းခက်ခဲတဲ့အပိုင်းလေးရှိတယ်။ဒါပေမဲ့ဒီအကြောင်းလေးတွေမပြောခင်ပထမတစ်ချက်ပြောချင်တာက quarter fight နဲ့တက်ခဲ့သည်ရှိတော့တဖက်မှာကျွန်တော်နဲ့တွေ့ဆုံပွဲရှိတဲ့ Tico နဲ့ Real အဲ့နှစ်သင်းရဲ့ပွဲရလက်ကြောင်ကျွန်တော်တစ်ချက်ပြောချင်တယ်။သူတို့ကလည်းအာဆင်နီနဲ့အပြိုင်ကံပြီးသွားပြီ။အဲ့ဒီမှာသူတို့ကတော့ Real Madrid ကသူတို့အိမ်ကွင်းမှာနှစ်ဂိုးတစ်ဂိုးဆိုရရလက်နဲ့ Tico ကိုအနိုင်ကန်ထားတယ်။ဒုတိယအကြော်ရလက် Tico ကွင်းမှာဘလို့ဖြစ်မလဲတော့မသိဘူး။လောလောဆယ်တော့ Real ကနှစ်ဂိုးတစ်ဂိုးဆိုတဲ့ရလက်အရာ အตาရထားတယ်အဲ့တော့အာဆင်နယ် ਨੇ ကွာတာမှာတွေ့ဖို့အနည်းဆက်ဆုံးကတော့ real လို့ပြောလို့ရတယ်ကျွန်တော်တို့ဒီ champion league မှာ PSV ကိုမနစ်ကလည်းအဲ့လိုမျိုးကိုယ့်အိမ်ကွင်းမှာ၄ခုပြတ်နိုင်တယ်ဒါကတော့စံချိန်တင်ပဲအဝေးကွင်းမှာ9ဂိုး2ဂိုးဆိုရရလက်နဲ့နိုင်ခဲ့တာဗောလေမနစ်ကကျွန်တော် PSV အိမ်ကွင်းမှာ1-1တေးကြခဲ့โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့နည်းနည်းလူခင်းကြီးလေးတစ်ချက်ပြောလိုက်အောင်အမေရိကန်တို့အာဆင်နယ်တို့ဒီနေ့ထုတ်ရတဲ့လူစင်းကတကယ်အကောင်းဆုံးပဲ ာလာဖီယူနီယာမှာလူးဝစ်ကယ်လီပါလာတယ်။ထင်မှားဒီတိုင်းပဲဂေဘရီယယ်ဆာလီဗာ၊ကွင်းလစ်မှာပါတီအိုရီကက်ဒီကလန်ရိုက်။ဝန်နရီနဲ့ထရော့ဆက်ကတောင်းမန်းထိတ်မှာမိန်နိုသုံးဝိုင်းအဲ့လူစီဟန်အကောင်းဆုံးပဲ။ဒီထက်ပိုပြီးကွန့်စရာလဲစရာလူမရှိတော့ဂျော်ဂျီညိုတို့ပါဆိုခဏထားလိုက်ကာလာဖီရီဆိုရလဲနောက်မှအရန်နေဝင်လာခဲ့တာဒီအတိုင်းပဲသုံးရမှာဒါပေမဲ့ကျွန်တော်တို့ပွဲအစပိုင်းမှာကျွန်တော်တို့စူးစမ်းအထောက်မှုအရကောင်းပါတယ်ဆိုရင်တောင်မှတစ်ဖက်ကန်သွားခဲ့တဲ့အချက် အပေါ်ပါထိပြီးထွက်သွားခဲ့တာတော်တော်လေးကိုကျွန်တော်ကန်တရားဖိမခဲ့တာနောက်တစ်ချက်ကျွန်တော်တို့တွင်းလိုက်တဲ့ဂိုးကလည်းလူချုံနေခဲ့တဲ့တပိုင်းပေါ့လေအဲ့ဒါကျွန်တော်တို့ပထမဆုံးစပြီးဂိုးရခဲ့တဲ့အပိုင်းကိုပြောလိုက်အောင်ပထမဆုံးဂိုးရတာတော့16မိနစ်မှရတာအဲ့ဒီအလုံးကဘဲဘချမ်းနေပြီးတော့ဒီကလန်ရိုက်ဖြတ်တင်ပေးလိုက်တာအဲ့ဒီအလုံးကိုညာဘက်ဂိုးအဝေးတိုင်းတောင်းမှရှိနေခဲ့တဲ့တင်ပါကဂျမင်ကောင်းကောင်းနဲ့တိုက်သွားတာတင်ပါမို့လို့အဲ့ဒီကိုရရုံပြောလို့ရတယ်အဲ့ညမှာကြံတဲ့ကစားသမားတွေမရှိဘူးဗျာ သူကိုယ်တိုင်အဲ့ defender တဦးနဲ့ရှင်ပြီးတော့တိုက်ခဲ့ရတာအဲ့ဒါအရင်ရေးကြီးဆုံးပဲပထမအဲ့လုံကိုကျွန်တော်ဒီကောင်လိုက်လှည့်ကံပဲထင်တာဆရာသမားက cross ball ဖြတ်တင်လိုက်တာသူလည်းကြုံသလိုတေချာအောင်မကြည့်လိုက်ဘူးကြုံသလိုတင်လိုက်တဲ့သဘောမျိုးပဲအဲ့ဒါကိုရအောင်ခေါင်းတိုက်ထည့်သွားတာပွေးစောဦးကိုအသင်းအတွက်အရန်ကိုအရေးပါတယ်အဲ့ဂိုးဆိုက်ရတယ်အဲ့ရ16မိနစ်မှာရတယ်21မိနစ်မှာတော့ Ethan Wanady ဂိုးရတယ်အဲ့ဒါတော့ဘယ်ဘယ်ချမ်းရပဲထပ်ပြီးရတာအဲလူးဝစ်ကယ်လီလေးဒီပရတီအေရီယာဘောက်စ်ထဲမှာ ခောက်ပြီးတော့တစ်ချက်ဖိမ့်ပြီးတော့ပြန်ခင်းပြလိုက်တာကို defender တဦးရှိနေကြားနေပြီးဘေးကနေကတ်ပြီးတော့ 180° ပြေးထွက်ပြီးသွင်းသွားတာတကယ့်ကို power piece ကို finishion တဖက်ကုန်းမှာလှုပ်ချင်အောင်မရလိုက်ဘူးအဲ့မှာကျွန်တော်တို့နှစ်ကိုးဖြစ်သွားပြီဒီနေ့မှာတစ်ခုရှိတာပေါ့လေ Arsenal team ရဲ့ဒီ academy ထွက်ကစားမလေးနှစ်ဦးစလုံးသွင်းကိုဖန်တီးမှုတပြိုင်တည်းလှုပ်သွားတဲ့အချိန်ဆိုတော့တကယ့်ကိုဂုံစရာခိုက်တန်ပဲအဲ့နှစ်ကို32မိနစ်မှာကျွန်တော်နောက်တစ်ကိုးထည့်ရတယ် မီခင်မိန်ကိုပွင်သွားခဲ့တာအဲ့လုံကအမှန်တကယ်တော့ထင်ပါကတုံးလုံးလှင်းနေရင်နဲ့ဘောလုံးရအောင် ပြန်ပြီး recover ပြန်လုပ်ပေးပြလို့ရဒါပေမဲ့ဖန်တီးမှုတော့မရခဲ့ဘူးဒါတော့ဘွေးရပြန်ကြည့်ဒါပေမဲ့ဘလို့အချိန်မှဖြစ်ဖြစ်ကိုကိုရအောင်တွင်းထားရမယ်ဆိုတဲ့အနေထားမှာတော့မိန်ကမပြတ်ကွက်ခဲ့ဘူးကန်သွင်းသွားခဲ့တယ်တုံးလုံး player ဆိုလို့ရှိရင်အဲ့ချိန်မှာဝေ့နေမှာကံရလို့လို့မကံလို့လူကျုံလို့လို့ကိုကပဲပြစ်တံကျုံလိုက်လို့ဘာလို့ဆိုသူဘောလုံးလက်ခံရယူနိုင်ခဲ့တဲ့ player ကတော့သူဟန်ချက်ပြက်ပြီးလဲကြသွားတာ ဲ့မှာလူကြုံလားမကြုံလားသူတို့ပြန်ကြည့်တယ်ဒါပေမဲ့အဲ့လုံကြုံရတော့တုံကိုပြတ်အော်ပထမပိုင်းကငါတို့ Z3 ပွဲပြီးချင်းပြီးဆိုကျွန်တော်တို့ပိတ်သက်တွေအားလုံးပြောနေကြတာဒါပေမဲ့ကျွန်တော်ကိုပြန်ပြလိုက်ရတယ်အဲ့ကောတော့ဒီစပီးရန်တစ်ဆင့်တက်လာခဲ့တဲ့ဘောလုံးကိုပါတီအစိုးရကြီးပြီးတော့ပြန်ပြကစားသမားကိုသွားပြီးတော့တွန်းလိုက်တယ်လို့ဖြစ်သွားတာအဲ့ဒါဒိုင်းရချက်ချင်းပန်တီပေးတယ်ပြောမလာပြောတာပါဒီချန်ပီယံလိရဲ့ဒိုင်းရတကယ်အစင်တန်းရှိတယ် ဘာကြောင့်လဲဆိုတော့ဒီအလုံးကတော့ပယ်နတီတကယ်ပေးရမှာပါပါတီကူတိုင်းနဲ့ပြစ်တန်ကျူးလွန်လိုက်တယ်ဒီနေရာမှာ၃ခုတခုပထမပိုင်းမှာဖြစ်တယ်ဒါပေမဲ့ပထမပိုင်းမှာပြောစရာတစ်ချက်ရှိတာကလူးဝစ်ကယ်လီတဝါထိပြီးတဲ့အချိန်မှာနောက်တစ်ချိန်ထပ်ပြီးပြစ်တန်ကျူးလွန်ပြီးအဲ့ဒီအလုံးကလေပရီးမီးယားလိဒိုင်နေတာဆိုလို့ရှိရင်ကျင်းသေးတယ်နှစ်ဝါတနည်းပဲဘရိုလှဲ့မကြည့်နဲ့တော့လုံးဝအာနာပြမဲ့ကွက်ကြီးဒါပေမဲ့ချန်ပီယံလိဒိုင်နေကဝန်နေပေးတယ်အိုက်တာလည်းသိပါတယ် သူ့သားတော်မောင်နဝတတိထီတော်မစသီးရတဲ့နောက်ကြတော့ကာလာဖီယူရီနဲ့ဒုတိယပိုင်းမှာလူစားလေးလိုက်တယ်။ကဲဒုတိယပိုင်း58မိနစ်အရောက်မှာတော့ကျွန်တော်တို့လူပိုပါလို့ပြောနေပြီးတော့ကပရိလက်ပတ်ကြီးဟုတ်ပြီးတော့ဘောလုံးတွေပြက်လာ ਈ လားကွာဆိုပြီးကျွန်တော်တို့ဝိုင်းစုနေခဲ့တဲ့မာနီအိုရီကက်ကဂိုးရသွားခဲ့တယ်။သူရတဲ့ဂိုးကလည်းစမ်းကြဲ့တယ်။အမေကတော့အဲ့ဒီဂိုးမှာဆိုရင်ညာချက်ကအီတန်ဝန်လေးရဲ့စူးစမ်းအထုံးမှုအပြည့်တွေ့ရတယ်။သူကတစ်ချက်ဘောစာဆွဲထုတ်ပြီးတော့ cross ball ခင်းပြီးတာ။ ကိုသမားပုတ်ထုတ်ပြီးပြန်ရှာထွက်လာတာကိုအိုဒီကကပိတ်သေးတာဒီနေရာမှာအလုံးဝမ်းပြီးချီးကျူးနေတာက declare right ကကိုပေါ့ကြီးကိုကန်တဲ့ကန်တဲ့ဆိုပြီးဖယ်ပြီးတဲ့အနေအားပဲတကယ်မာတင်အိုဒီကအဲ့ဒါကန်တာနည်းနည်းလေးမြန်သွားလို့နော်ကိုသမားပုတ်ထုတ်ဖို့နီးစပ်ခဲ့သေးတယ်ငိုရီကမှမန်တယ်ကျနေပါလေဆိုပြီးတော့အဲ့ဒီလုံးသားမဝင်ခဲ့ရင်သူပို့ပြီးဆိုးသွားတော့မှာအိုဒီကကိုရသွားတဲ့အော်မဆိုးဘော်လေငါတို့ကပတိန်ပြန်လာပြီးတော့အဲ့နဲ့48မိနစ်မှာတော့ကျွန်တော် color fury ဖန်တီးပြရနေ trosset သွင်းသွားခဲ့အဲ့ဒီလုံးက ထရော့ဆက်ကကာလာဖျူရီပေးတယ်ပြီးတော့ကာလာဖျူရီကထရော့ဆက်ကလမ်းကြောင်းလေးပြန်ချပေးတယ်အဲ့ဘောလုံးအလိုက်တဲ့ထရော့ဆက်ကယူသွားပြီးတော့ဂိုသမားကိုမပြီးထည့်သွားတာအနီးကန်တော့အားပြီးနဲ့ကန်သွားမှုအဲ့အချိန်မှာဆိုကျွန်တော်တို့စုပေါင်းငါးကို တကိုးဆိုတဲ့ရားလက်ရသွားပြီးပြီအာဆင်နယ်ဖန်တွေတော့ကလုံးဝပျော်စရာကောင်းတဲ့အခိုက်တန့်ဒီရဒီမှာကျွန်တော်တို့ဆိုလို့ရှိရင်ဒီလိုမျိုးပျော်ပျော်ရွှင်ရွှင်နဲ့ဂိုးပြတ်ရက်လိုက်ကြည့်ရတာဆိုလို့မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်တစ်ပွဲဒီပွဲစဉ်ဒါပဲရှိတယ်။ဂျန်နယ်ပွဲကြီးမှာကျွန်တော်စိတ်ဒုက္ခပေါင်းများစွာနဲ့ကြည့်ခဲ့ရတယ် ဂိုးပြက်လေးလူကပို့ပြီးပေါ်ပါလေကွင်းနီကပလေးယာတွေခြေစွမ်းပြနိုင်လေပဲ82မိနစ်မှာတော့မာတင်အိုရီကက်ကမီကင်းမိန်ကိုဖန်တီးပေးမှုအနေနဲ့တစ်ဆင့်ဂိုးသွင်းသွားခဲ့တယ်ဒါကတော့ကျွန်တော် quick transition ပြန်ပေါက်တဲ့ပုံစံမျိုးပြန်ပြေးကြတာအဲ့ရမာတင်အိုရီကက်ကအေရီယာထိတ်ကနေပြီးတော့ကန်ထည့်သွားတာသူကဘာရှော့ပုံစံကန်ထည့်တာဗျတစ်ဖက်ကိုသမားလှမ်းပြီးပုတ်ဝင်မဲ့မရတော့ဘူးကစ်ကောပြန်ကျိုးကြလာတဲ့ဘောလုံးရဲ့ power ဒီ speed အရာဟောဗောလေဂိုးတွေကိုတန်းဝင်သွားတာကိုသမားလက်ဖြားလေးနဲ့တော့ထိလိုက်တယ် ါဒါကတော့83မိနစ်မှာရတာ85မိနစ်မှာတော့မာတင်အိုရီကဖန်တီးမှုတစ်ချိန်ရတယ်အဲ့ဒါကိုတော့ကာလာဖျူရီသွင်းသွားခဲ့တယ်တော်တော်လေးကောင်းတယ်ဒီခန်စစ် line ဒီဂျားတွေကနေပြီးတော့သူ့ဘောခင်းပေးသွားတာအဲ့ဒါကိုဒီ defensive shake ကကစားသမားတဦးနဲ့ဘေးကနေပြီးတော့ကာလာဖျူရီကပန်းပြီးတော့ပြေးပြီးတော့အဲ့ဘောလုံးကိုအตาလေးအဝေးတိုင်တောင်ကန်ထည့်သွားတာတော်တော်လေးကိုမှပါနဲ့တဲ့ကန်သွင်းချက်လို့ပြောလို့ရတယ်အထူးသဖြင့်မာတီအိုရီကခင်းပေးမဲ့ဘောလုံးလမ်းကြောင်းကိုတွက်ပြီး မှန်းဆမှုကတော်တယ်လို့ပြောလို့ရတယ်အဲ့တော့ဒီခါကျရင်ကာလာဖီယူနဲ့ပတ်သက်ပြီးတော့ခန်စစ်ပိုင်းအားနေတယ်ဆိုပဲသူ့စီရန်ဒီရနိုင်တဲ့ဂိုးလက်ကတော်တော်လေးကိုရှိရဗျဒီခါကျရင်ကျွန်တော်ကပြောတာပေါ့လေဇင်း၆ခုသားဆိုရင်အစုခံရပြီခန်စစ်အားနေလို့ပါ냐ဒါပေမဲ့ကာလာဖီယူကသူ့ရဲ့အားနေချက်ဖြစ်တဲ့ခန်စစ်အားနေချက်ကိုတိုက်စစ်တအားလိုက်ပါပြီးတော့ဂိုးလက်တအားရှိတာကိုကဟိုဖားရေးပြီးသားဖုံးကွယ်ပြီးသားဖြစ်ဖြစ်သွားလိမ့်ရှိအခုဆိုလေခုနှစ်လုံးမြောက်ကိုကိုလူစားဝင်လာတဲ့ကာလာဖီယူကသွင်းသွားခဲ့တယ်ပြီးတော့ တစ်လုံးလဲဖန်ပြီးပေးနိုင်ခဲ့တယ်။ဒါကြောင့်မို့အာဆင်နယ်ကလူစားဝင်ကစားသမားတွေခြေစွမ်းပြနိုင်တဲ့အတွက်ကိုပဲလိုအပ်ထပ်ပို့ပြီးဂိုးပြက်သွားတယ်လို့ပြောလို့ရတယ်။ဒီရက်မှာတစ်ခုသဘောမကျဘူးလေ။လူငယ်ကစားသမားလေးတွေကိုအာဂျာပွဲထွက်မပေးခဲ့တာတဲ့လား။ကျွန်တော်ကတခြားမဟုတ်ပါဘူး OEDG ကို7မိနစ်လောက်တော့ထည့်ပြီးသုံးစေခြင်းတယ်။တိုက်စစ်အထောင်ပါဘောလေ။ဒါမှမဟုတ်သူထည့်မသုံးဘူး။အဲ့တစ်ခုတော့အားမလို့အားမရဖြစ်တယ်။ကျွန်တော်တော့မစိုးပါဘူး။ကဲဒီပွဲနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် PSV တို့က သူတို့လုံနိုင်စွမ်းရှိသလောက်အာဆင်နယ်ကိုဖြွင့်ပြီးတိုက်ခဲ့တယ်ပထမအာဆင်နယ်တိုက်စစ်ဆော့လာပြီးဆိုသူတို့ကခစစ်ကိုကြစ်လက်ကာဝယ်တယ်ပြီးရင်သူတို့ချက်ချင်း quick transition နဲ့ပြန်သွားဖို့လုပ်တယ်ဒါပေမဲ့အာဆင်နယ်ဂိုးစရပြီးတကိုးရပါပြီးနှစ်ကိုးရပါပြီဆိုချင်းမှာဆရာသမားတို့ကမရတော့ဟမ်ဆောင်နိုင်တော့သူတို့အင်ကွင်းလေးဖြစ်တဲ့အတွက်ဖြွင့်တိုက်တိုက်ရမှာပဲအမေရိကကိုလာပြီးဆိုပိုခက်ခဲတော့မယ်ဆိုတော့သူတို့ကသိအဲ့တော့ PSP ကသူတို့ရဲ့အင်ကွင်းမှာဖြွင့်ပြီးတိုက်တယ်ဖြွင့်ပြီးတိုက်လေအာဆင်နယ်အတွက် space တွေရလေ အာရီကစားသမားတွေကလည်းအဲ့ဒါကိုကုန်းကုန်းအသုံးချပြီးဂိုးသွင်းလေဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းအတွက်မာနီအိုရီကက်ကနှစ်ကိုကာလာဖူရီထရော့ဆက်မေရီနိုနွမ်နရီဂျူရန်တင်ဘာဒီကစားသမားတွေကတကိုးစီအဲ့ဒါဆိုခုနှစ်ဂိုးမှာလူ6ယောက်ဂိုးသွင်းတယ်လို့ပြောလို့ရတယ်တကယ်ကိုပြောစရာကောင်းတဲ့ညအာဆင်နယ်ဖန်တချို့ကတော့ပြောသေးတယ်အာကြီးကနာပြီးလိုက်ဆေးပြီးလိုက်အဲ့ဒါဘယ်လိုပြောမလဲဆိုတော့ဗျ ဟိုချန်ပီယံလိမှာအာဆင်နယ်ကိုကအခုနောက်ပိုင်းပို့ပြီးကစားရတာ confidence ရှိပို့ပြီးတော့ဒိုင်းနေလက်အောက်မှာလုံခြုံမှုရှိရဆိုတဲ့ပုံစံမျိုးနဲ့ဟိုစော့တာ Premier League ဒိုင်းနေဆိုသိရတဲ့အတိုင်းတခုခုဆိုပွဲတက်ဖို့ချားရတာနဲ့အာဆင်နယ်ဆိုရင် decision က80 20ဆိုတဲ့ပုံစံမျိုးအရေးယူတာနဲ့အဲ့တော့အာဆင်နယ် player တွေကိုယ်တိုင်ကလည်း Champion League မှာလွတ်လွတ်လပ်လပ်ကောင်းမွန်တဲ့အဖွဲ့အစည်းတစ်ခုအောက်မှာမှန်ကန်တဲ့ decision တွေနဲ့စော့နေရတယ်လို့ပြောလို့ရတယ်။ကျွန်တော်ပြီးလိုက်တဲ့ penalty ကလည်းပေးသိမ့်ပေးထိုက်လို့ပေးလိုက်ရတာ။အကေရီများ လူးဝစ်ကယ်လီရဲ့ဒုတိယဖြတ်ထုတ်မှုကပရီးမီးယားလိဂ်ဒိုင်လူကြီးရဲ့တာဖြစ်ခင်ဘရိုလှဲ့မကြည့်နဲ့တော့အဲ့ဒါဒီနှစ်ဝါတနီနဲ့ကိုထုတ်ခံရပြီကိုကစားသမားလေးတော်တော်လေးပြာသွားတာဒါပေမဲ့ဒါဒီ1နေဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကြည့်ကြရပါလေဒီနေ့ပွဲစဉ်မှာတော့အခြေဆုံးကစားသမား9ယောက်ကိုပြီးလို့ရှိရင်ကျွန်တော်တီးတန့်ရွေးထုတ်ပြီးတော့ဗီဒီယိုတက်တက်လုပ်ပေးပါမယ်ညကိုတော့ဘလို့ထင်းလဲဒုတိယကြော့ကံကြံမလို့ပဲနဲ့ကိုအာဆင်နီယာတက်သွားပြီဒါပေမဲ့ဝူချီတန်းကြီးတော့ကံရအောင်ပါ ကိုယ့်ရဲ့အိမ်ကွင်းမှာဗောလေအဲ့တော့လူငယ်လေးတွေကိုနေရာပေးပါစေလို့ပဲခြေဆန်းစီခြင်းတယ်မတိုးမန်းလေးကိုတော့ထည့်ပြီးသုံးလို့မရသေးဘူးဆိုရင်မဲ့အဲ့အတ်ဝတ်တို့ ORDG တို့ကိုတော့ထည့်သုံးလို့ရတယ်အဲ့တော့ AIDA ဒုတိယအကြော့ကိုပေးတက်တဲ့ရှေ့မောင်မှာ PSV ကိုဘယ်နှကိုပြည့်နေနိုင်မလဲပထမရော့ရာလက်ကိုထိမ်းပြီးတော့လူငယ်လေးကြီးပဲသုံးသွားမလားကျွန်တော်စောင့်ကြပါပါဒါကတော့အာဆင်နယ်အတွက်တော်တော်လေးကိုအရေးပါတယ်ဘာကြောင့်လဲဆိုတော့ဒီနိုင်ပွဲက ရှေ့ကနှစ်ပွဲမှာဂိုးမိုးခေါင်နေခဲ့တဲ့အာဆင်နယ်တင်းတွက်ဆိုလို့ရှိရင်တော့တော်တော်လေးကိုမိုတီဖြစ်သွားမှာတစ်ဖက်မှာလည်းယူနိုက်တက်နဲ့မတွေ့ခင်မှာဂိုးပြက်ရလက်တစ်ခုနဲ့အသင်းရဲ့မန်တယ်ပိုင်းလည်းထိုးတက်သွားအဲ့ဒါယူနိုက်တက်နဲ့ပွဲစဉ်မှာလည်းဂိုးသွင်းနိုင်တဲ့တင်းဝော့တစ်ခုပြန်ပြီးမြင်တွေ့ရဖို့တော့အနည်းဆက်ဆုံးအခြေအနေတစ်ခုတော့ပြန်ဖြစ်လာခဲ့ပြီဗောလေအမေရိကန်တော့ရှေ့ကနှစ်ပွဲလောက်ကိုကြည့်ပြီးကျွန်တော်တို့အာဆင်နယ်ဖန်တွေတော်တော်လေးကိုတင်ငယ်ခဲ့ကြတာတွေ့ရတယ် တိမ်ငယ်ဆုစကလုံးဘာကြောင့်သုံးလဲဆိုတော့ဘယ်သင်းနဲ့တူတူငါတို့ဂိုးသွင်းနိုင်ပါမလားငါတို့သင်းကဂိုးမိုးခေါင်တယ်ဘာညာဆိုတဲ့အဲ့ဒီခံစားချက်တွေကအခု PSV ကို9ဂိုး2ဂိုးဆိုရလက်သွင်းပြီးတဲ့အချိန်မှာတော့တခုခုတော့ဖြစ်နိုင်ကောင်းပါတယ်ဂိုးကြီးတော့ရလာနိုင်ပါတယ်ဆိုတဲ့ခံစားချက်ပြန်ပြီးတက်ရောက်လာတယ်အဲ့ဆိုလာမယ့် United နဲ့ပွဲစဉ်မှာတော့ Arsenal တို့ကောင်းကောင်းလေးတော့အလုပ်ဖြစ်နိုင်တဲ့တိုက်စစ်တစ်ခုကိုပြန်လည်ဦးတည်လာနိုင်မယ်လို့ကျွန်တော်ကထင်ပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ် ာဆင်နယ်ဖန်တွေအားလုံးပဲ good morning ပါဒီညပွဲကိုမကြည့်လိုက်တဲ့ညီကိုတွေအတွက်လည်းကျော်စွထွတ်ဆိုတဲ့ကျွန်တော်ရဲ့ official account မှာ highlight လေးတင်ပေးထားပါဗျ။ဒီ season လေးကိုဒီကဝန်ကြီးပေါင်းပြီးရွှေဘောလုံး online အကြီးအုံလည်းကျေးဇူးတင်ပါတယ်။အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်ကျွန်တော်ကို6910633936တို့ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေဖြစ်လို့ငွေပုံကိုချက်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတော့ဆိုရင် YouTube မှာကိုထုတ်ပေါ်ပေါ်ရှိုးရေးချပြီးကျွန်တော်အားပြုလို့ရပါတယ်။ Viber ကိုရှိကို Sport Internet 9သုံးလုံးမိတို့ကိုစော်ကစားလို့ရနေပါပြီ။